တက်လို့များတဲ့ဂေါတီရိုနယ်ဒိုနဲ့နောက်ထပ်အမှတ်တိုင်တစ်ခု UEFA Nation League Final ပွဲစဉ်ပြီးဆုံးချိန်မှာတော့ပေါ်တူဂီအသင်းက Spain အသင်းကိုအနိုင်ရပိုးဆွဲခဲ့ပြီး Nation League ဖလားကြီးကိုကမ်းမြောက်နိုင်ခဲ့ပါပြီ။ Spain အသင်းနေနဲ့ပိုးဆွဲဖို့ရေမှန်းစားဆုံးအသင်းဖြစ်ထင်ကြီးပိတ်ခံထားရတဲ့အသင်းမှာ Nation League ရဲ့လက်ရှိချန်ပီယံဖြစ်ပြီးနှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်ဖို့အကောင်းဆုံးပြင်ဆင်လာခဲ့ပြီးမြေဂေါတီရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းကိုတော့မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ဒါကြောင့်မလို့ Spain အသင်းက Nation League ဖလားကြီးကိုပေါ်တူဂီအသင်းထံသို့ခွင့်ပြုပေးလိုက်ရပါတယ်။ ်စပိန်နဲ့ပေါ်တူဂီတင်ဟာသမိုင်းစင်လာရတွေ့ဆုံမှုတိုင်းမှာပြန်ဆိုင်မှုပြင်းထန်ခဲ့တဲ့အသင်းတွေပါစပိန်တင်ဟာလက်ရှိချိန်မှာလာမယာမဲဝီလျံတို့လိုလူငယ်ကစားသမားတွေနဲ့ဖွဲ့စည်းထားပြီးတော့တစ်ချိန်ကအင်အားကြီးစပိန်တင်လိုမျိုးခြေဆွမ်းမျိုးတွေကိုပိုင်ဆိုင်ထားကြတာပါခြေတင်လေးတွေဆိုပေမဲ့ခြေဆွမ်းမိုင်းနဲ့နီးစနစ်ပိုင်းကောင်းမွန်ပြီးညံ့ညံ့ဆန်းဆန်းတိုးတက်လာတဲ့လူငယ်ကျဝင်းတွေလို့ဆိုရမှာပါဒီကစားသမားတွေကတက်ဆိုင်ရာလီတွေမှာလည်းအသင်းအတွက်အတိအကအစိပ်ပိုင်းနေဖြစ်နေကြပြီးအသင်းကိုရလကောင်းတွေရရှိအောင်လို့ဆန်းဆောင်ထားနိုင်ခဲ့ပါတယ် ပေါ်တူဂီသင်းမှလည်းဂေါတီရော့နဲ့တူဦးဆောင်လာခဲ့ပြီးသူရဲ့ကစားပေါ်ဟောင်းမန်ချက်စတာယူနိုက်တက်ရဲ့ကပ္ပတိန်ဘရူနိုဖာနန်ဒက်စ်လည်းပါဝင်လာခဲ့ပါတယ်။ပူပူနွေ့နွေ့ဥရောပချန်ပီယံပီယန်ချီတင်းကပီတင်ဟာနဲ့မန်ဒက်စ်မန်စီးတီးကွန်းလက်ကဘာနာဒိုဆေးဗာနဲ့ချက်စီးတောင်ပံမှာခြေစွမ်းပြနေတဲ့နက်ထိုတို့လည်းပါဝင်ပြီးတော့ပွဲထွက်လာခဲ့ကြပါတယ်။စပိန်သင်းကစားနေကြပုံစံအတိုင်းဘောလုံးပန်ဆိုင်မှုအသာအချိန်ဆက်မိမိနဲ့ပွဲဥဥဆောင်ပြီးတော့ကစားခဲ့ပါတယ်။ပွဲချိန်20မိနစ်မှာမာတင်ဆူပီမန်တီကအပွင့်ကိုသွင်းယူနိုင်ခဲ့ပါတယ်။ စပိန်တင်းရဲ့ဖိအားတွေပေါ်မှာပေါ်တူဂီအသင်းကပါပါနနနဲ့ရုံးထွက်နိုင်ခဲ့ပြီးခြေပကိုဖြစ်ပေါ်တူဂီနောက်ခံလူမန်တက်စ်ကပြန်လည်ပြီးတော့ခြေပနိုင်ခဲ့ပါတယ်။သူတပြန်ကိုတပြန်တိုက်စစ်စီရင်နဲ့ပထမပိုင်းပြီးဆုံးကံဒီမှာစပိန်တင်းကဦးဆောင်ကိုတကိုထပ်မံပြီးတော့ရရှိခဲ့ပါတယ်။ဒါပေမဲ့စပိန်တင်းရဲ့ပျော်ရီကတာရှည်မခံခဲ့ပါဘူးခရစ္စတီယာနိုရိုနယ်ဒိုကပွဲချိန်62မိနစ်မှာခြေပကိုပြန်လည်သွေးနိုင်ခဲ့ပြီးချန်ပီယံစိတ်ဓာတ်နဲ့ခြေစွမ်းအောင်ပြသခဲ့ပါတယ် အသက်40အရွယ်ကောင်ကနောက်ထပ်တက်လှမ်းလာတဲ့မျိုးဆက်သစ်လူငယ်ခြေတက်ကစားသမားတွေနဲ့အပြိုင်ပွဲရဲ့အဖြေကိုပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ရော်နယ်ဒိုကကွင်းတွင်းမှာကစားသမားတယောက်အနေနဲ့ရောနီးပြားတယောက်အနေနဲ့ပါ အသင်းမော်တွေကိုလမ်းညွှန်နိုင်ခဲ့ပါတယ်။စပိန်တင်းရဲ့ထိန်းချုပ်မှုတွေအောက်ကရုံးထွက်နိုင်ခဲ့ပြီးပေါ်တူဂီတင်းကိုချန်ပီယံဖြစ်စေခဲ့ပါတယ်။ရော်နယ်ဒိုဆိုတာကနှစ်ချိုဝိုင်းလိုမျိုးအချိန်ကြာလာလေးချုံများလေးပါပဲ။ပွဲပြီးဆုံးခဲ့တဲ့အချိန်မှာတရားရရှိခဲ့ပြီးအနားယူခဲ့ရပေမဲ့ပွဲရရလက်ကိုရင်ခုန်စွာနဲ့စောင့်ကြည့်နေခဲ့ပါတယ်။ ပေါ်တူဂီသင်းကိုချန်ပီယံဖြစ်စေခြင်းတဲ့ခုတ်ကပန်နတီအဆုံးဖြတ်မှာမပါဝင်နိုင်ခဲ့တာကြောင့်ရှင်ခုံစိတ်လှုပ်ရှားစွာနဲ့အသင်းမော်တွေကိုစိတ်တက်ခွန်အားပေးနေခဲ့တာပါပန်နတီပြီးမှတော့ပေါ်တူဂီအသင်းကပိုးဆွဲခဲ့ပြီးတော့ Nation League ဘလာဂျီကိုထပ်လိုက်တက်တက်နဲ့သိမ်းပိုက်နိုင်ခဲ့ပါတယ်ဒါကပေါ်တူဂီနဲ့ခုတ်ရဲ့သမိုင်းမှာဒုတိယအကြိမ်မြောက် Nation League ဘလာဖြစ်ပြီးတော့အောင်မြင်မှုတွေဝေဆာခဲ့တဲ့ခုတ်ရဲ့သမိုင်းအတွက်နောက်ထပ်အမှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့တာပါ ။ရော်နေဒိုဆိုတာရတန်းလုံးများတဲ့ဂုတ်တယောက်ဖြစ်ဘလုံးလောကကြီးကိုကိုင်းလို့ပြနေစေဖြစ်ပြီးဘာရင်ဆက်ပြီးတော့လောက်ပြမလဲဆိုတာကိုတော့စောင့်မျှော်သိရှိရအောင်မှာပဲဖြစ်ပါရဲ့။